ားလုံးမင်္ဂလာပါရေရှန်လီမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့စက်တင်ဘာ26ရက်နေ့ဒီကနေ့မှာတော့ငွေကြေးချမ်းသာတဲ့သူတွေဥပဒေမဲ့လုပ်ရက်တွေကိုငွေကြေးနဲ့ဖုံးကွယ်နေကြတဲ့အချို့သောဥပဒေကြောင်းရာတွေကျောင်းရမိသားစုတွေနေရာဒေသအသီးသီးမှာတွေ့ရမှာဖြစ်တဲ့ yes scan မှာလည်းတွေ့ရမယ်တရားရုံးတွေမှာလည်းတွေ့ရမယ်ပြီးရင်အနည်းဆုံးကျွန်တော်တို့ဒါအုတ်ချုပ်ရေမှုဂျုံဆိုတဲ့နေရာတွေမှာပါ တွေ့ရမှာဖြစ်ပါတယ်ဟုတ်ပြီအခုငွေကြီးချမ်းသာတဲ့ဥစော်စော်ဟာရှင်းနစ်အရွယ်ကလေးငယ်ကိုအချိန်ချင်းမရင်ချင်းအဲ့ဒီမရင်ချင်းတဲ့ဖြစ်စဉ်ကိုလည်းပဲသူ့မိမဖြစ်တဲ့သူကမျက်မြင်မတွေ့လို့တဲ့မယုံပါဘူးတဲ့ကျွန်တော်စဉ်းစားကိုကြီးမစာနာလိုက်တာမျက်မြင်မတွေ့လို့ဆိုတော့ဘယ်လိုပြောရမလဲကျွန်တော်မိသားစု။အဲ ဆိုတော့ဒီအကြောင်းကိုကျွန်တော်နဲ့ကျွန်တော်မိသားစုတွေ scenery ကြပါမယ်နောက်တဲ့ din ခုကတော့ကျွန်တော်တို့သူတချက်ကြီးလင်းအောင်ကိုရဲတပ်သားကပြစ်တက်ပြီးတော့ကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီမှာလာရောက်ပြီးတော့ခုလုံသွားတဲ့အကြောင်းကိုကျွန်တော်ဖော်ပြပေးပါမယ်အခြားသောသတင်းတွေလည်းတင်ပြဖို့ရှိပါတယ်ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်ချီကျွန်တော်မိသားစုဝင်တအူးချင်းစီတိုင်းကိုတလီတီစာဖိတ်ခေါ်လိုက်ပါတယ် ်မြို့သားညို့ရေးအစိုးရ NUG ယာယီသမရဒူဝါလရှိလာနဲ့ကင်မျိုးသားစီယုံ KNU အုပ်ကဘဒိုကွယ်ချူဝင်းတို့ဟာစတေမာ24ရက်မှာတွေ့ဆုံပြီးတော့ຫນွေဦးတော်လှန်ရေးကိုအချိန်မြင့်ပြီးတော့ဆောင်ရွက်ကြမယ်အောင်မြင်အောင်လှုပ်ဆောင်ဖို့အတွက်ညှိနှိုင်းခဲ့တဲ့ဆိုတဲ့သတင်းတွေထွက်ပေါ်လာပါတယ်ဟုတ်ပြီအဓိကအင်အားစုနှစ်ခုလည်းဖြစ်ပါတယ် KNU ဟာ ော်လှန်ရေးမှာအရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်နေသူတွေဖြစ်တယ်။ KNU ကိုကျွန်မဖက်စစ်ခွစ်တက်ကလွန်အင်မတန်ကြောက်တယ်။ဘာကြောင့်ကြောက်တယ်လဲဆိုသူတို့တကယ်ခံခဲ့ရလို့ဒီလိုပြစ်စင်မျိုးတွေကြောက်လွန်တော့ KNU အင်းတွေအကုန်လုံးကိုနှီးမျိုးစုံနဲ့သွေးခွဲထားတာဖြစ်ပါတယ်။နှီးမျိုးစုံနဲ့မအများကြီးပါတာဘာသာရေးနဲ့သွေးခွဲတာရှိတယ်လူမျိုးရေးနဲ့သွေးခွဲတာတွေရှိတယ်။ ပြီးတော့အာနာပါဝါတွေပေးပြီးတော့သွေးခွဲတာရှိတယ်အခုခံစားနေရတာဆိုတော့ပြီးခဲ့တဲ့ပိုင်းမှာကျွန်တော်ကလည်းတောင်ပိုင်းသားကိုဗျဆိုတော့ဒီအကြောင်းလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဖူးလို့နဲ့စကားပြောပြတယ်အမြဲတမ်းဆိုတော့တီးတွေလည်းအများကြီးရှိပါတယ်ဆိုတော့ချမ်းလေးတဲ့စိတ်နည်းနည်းလေးလျှော့ထားပါဘောနော်ဘာဖြစ်လို့လဲဆိုတော့ကင်းကိစ္စတွေကိုကင်းဖြည့်ရှင်းနိုင်ပါလေတဲ့အတို့တွေအရင်စိတ်လောလောမရဘူးဗောနော် တော်တို့ကတော့အများကြီးပေါ့နော်အဖြစ်စေခြင်းနဲ့လွတ်မြောက်စေခြင်းနဲ့ဆန္ဒတွေဟုတ်ပြီဒီမှာဥစ္စာကျွန်အိမ်မိသားစုဝင်တွေကိုတင်ပြပေးချင်တာကဘိုးတိုင်းနောက်ကျန်သဲကုန်းမြို့နယ်မှာရဲဒုတက်ချက်ကြီးလင်းအောင်ကိုရဲတပ်သားဖပုံမြင့်ကပစ်တက်ပြီးတော့ကျွန်တော်တို့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေစီမှာလာရောက်ခုံလုံသွားတာပါရမ်းမြန်နောက်ကျနေမလားကျွန်အိမ်မိသားစုဝင် ရေကန်းတွေအတွင်းထဲမှာလည်းပဲအဆင်မပြေတာတွေအများကြီးရှိနေကြပါတယ်။ငကိုယ်တွေကတက်သားဆိုရင်ဘယ်သူမှဖတ်လို့တာမဟုတ်အပေါ်ကောင်ဟောက်လိုက်ဟိုကောင်ဟောက်လိုက်ဒီကောင်ဟောက်လိုက်အာတွေးတဲ့ကောင်မှန်သမျှအကုန်လုံးကိုအလေးပြုနေရတဲ့အခြေအနေတွေဒီကောင်နေကြုံခဲ့ပြီးပြီပြီးတော့ရက်ကွက်ထဲမှာရှိတဲ့နှလုံးတွေတလုံးတွေနောက်ဆုံးအရက်ပိုးဆိုင်တွေဘီယာဆိုင်တွေပါမကြံ KTV မှာဆက်ရှိတဲ့နေရာမှာဆိုရဲတွေပို့ပြီးတော့ထောတာเนาะကျွန်တော်မိသားစု ဆိုတော့အဲ့ဒါအကုန်လုံးကိုကျွန်တော်တို့ဒါရဲခွေးပေါ့ဗျာကာလာခေါ်ရဲခွေးဒါမှမဟုတ်တပ်သားတွေအရဲဝဲယူနီဖောင်းတွေနဲ့ပတ်ပြီးတော့ဟဲဝိုင်းမှာမကြမ်းပတ်ဆက်လိုက်ကောက်ကြတာကျောင်းမိသားစုဝင်တွေကတော်တော်နှလုံးလုတ်တဲ့သုံးလုံးလုတ်တဲ့လူတွေလည်းပါချင်လည်းပါမယ်ဟုတ်လားရဲချင်းမပေးရတဲ့လို့ပါရှိဘာမှမရှိတရားဝင်ကောက်တာလားဆိုတော့လေတရားဝင်ကောက်တာမဟုတ်ဘူး တရားဝင်လုပ်ငန်းအဲ့ဒီလုပ်ငန်းတွေကိုတရားဝင်ခွင့်ပြုထားတာလားဆိုတော့လေတရားဝင်ခွင့်ပြုထားတာမဟုတ်ပြန်ဘူးရေးကြည့်ပေးပြီးတော့နှလုံးရောင်းလို့ရတယ်ဘောလုံးလောလောလုပ်လို့ရတယ်ရေးကြည့်ပေးပြီးတော့ငွေစီးပါရောင်းစားနေကြတာကိုဗျအဲ့တော့မရနိုင်တော့အဲ့တော့အေးအေးကိုဆွဆွဲတယ်ငွေစီးွားတယ်ထုတ်လို့ဖြန့်ဖြူးတယ်ဗောရောင်းချနေတယ်ဗော ဟိုကျွန်တော်ထမြနိုင်ကြီးကြပါဘောအဲ့ဒီမိုးလေးဆေးွားလေးဘယ်ကထွက်လဲဆိုတာကဟိုကလီလီယာစာတိတယ်အမှန်တရားတွေဖြစ်ပါတယ်ကျွန်တော်ရဲ့မိသားစုဝင်တွေလည်းကျွန်တော်တို့မြို့နယ်အတီတီရက်ွက်အတီတီကျေးရွာအတီတီမှာဒါတွေကိုကြုံတွေ့နေရတာဖြစ်တယ်ဒီနေ့အထူးကကျွန်တော်တင်ပြခြင်းတဲ့အကြောင်းအရာကကျွန်တော်နောက်ဆုံးမှပြပြမယ်ကျွန်တော်ရဲ့မိသားစုအဲ့ဒါဘာလဲဆိုတော့အချင်းချင်းလိမ့်ကျင့်တဲ့ငွေကြေးချမ်းသာတဲ့ဥဇော်ဇော်ရှင်းတဲ့သမီးအရွယ်လေးကိုမရင်းကျင့်ပြီးခါမှတ် ငွေကြီးနဲ့လိုက်နေတယ်ဆိုတဲ့အတင်းဆိုတော့အခုဥစ္စာစော်ကိုကျွန်တော်တို့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေကဖန်စီထိမ့်သိမ်းထားတာဖြစ်တယ်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေကတခွန်းမဲ့ပြောတာလပိလိုက်ယူလာလို့လို့မရဘူးလေရှေ့အောင်အသက်ကွဲသွားတယ်ပတ်စံနဲ့လိုက်ဘသူကလိုက်အောင်သူ့မိမကလိုက်ဟာအဲ့အော်တယ်ဗျာတာမင်းချင်းကိုချင်းမစားမိမချင်းကိုချင်းမစား တယောက်ကြတော့ range ချင်တာရှင်းနဲ့အရွယ်ကလေးလေးအဲ့ဒါကိုသမီးမကကျမမျက်စိရှင်းမှာမြင်ရတာမဟုတ်ဘူးတဲ့အဲ့ဒါကြောင့်လည်းအကိစ္စနဲ့ပတ်သက်ပြီးတော့ဘာမှမပြောလို့ဘာမှလည်းမသိဘူးပေါ့ဩအဲ့ဒီရှင်းနဲ့အရွယ်မလေးကလေးမလေးကိုပြည့်ရောက်ကြမရင်းချင်တာကိုပဲသူ့ရှေ့မှာပဲလာပြီးတော့မျောဝတ်တင်မြင်အောင်မရင်းချင်ပေးရမလို့ဖြစ်ဆိုတော့ဒီနေ့တော့ပွဲကောင်းတယ်ကျွန်တော်မိသားစုဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ ဒါရဲရဲခွဲတစ်ချက်ကြီးကိုရှင်းနိုင်ခဲ့တဲ့အကြောင်းကိုပဲပြန်ကြည့်အောင်ပါစက်တင်ဘာ19ရက်နေ့ည9:00နာရီဝန်းကျင်မှာတဲကုန်းမြို့နယ်ရဲစခန်းမှာရဲတပ်တစ်ချက်ကြီးလင်းအောင်နဲ့ရဲတပ်သားလှဖုံးမြို့တို့စကားများရင်ဖြစ်ကြတယ်အဲ့နောက်ဒဲတုတက်ချက်ကဒါသူကအရာရှိဆိုတော့ဗျာပမာဦးဆုံးတနက်နဲ့အရင်စပစ်တယ်လို့တော့သိရှိထားရတယ်ဆိုတော့ရာဘုံမင်းကလည်းပြန်လည်ပြစ်ခတ်ခဲ့ရအဲ့ဒီတက်ချက်ကောင်းမကြည့်ဘီး တည်ဆုံးသွားတယ်အဲ့တော့ဒါရဲခွေတစ်ချက်ကြီးကိုပြတ်တက်ခဲ့တယ်ပေါ့နော်အာတသားလှဖုံးမြင့်ကပပြေးပြီးတော့ကျွန်တော်တို့ပြည်သူ့ကော်မတီတစ်ဖွဲ့ဝင်တွေစီမှာလာရောက်ခေါ်လုံပြီးတော့လက်ရှိဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့အဲသူထုတ်ဖို့ပြောဆိုထားတာဖြစ်ပါတယ်ဆိုတော့အဝေးမသိတာတွေလည်းအများကြီးရှိပါပါဖွဲလည်းမကြတာတွေကလည်းတတိပုံကြီးပေါ့ဗျာဆိုတော့သူတို့က BH ကလည်းကြိုက်ကြတယ် KDB ကလည်းလက်မလွတ်ဘူးပြီးတော့ ဖန်စီရောက်မိပါတယ်ဆိုတဲ့ WY တွေယာမတွေမြွေစီမျိုးစုံကိုစရင်ပြတာက10ပုံမှာ2ပုံကျန်တဲ့9ပုံကသူတို့ရောက်စားတယ်ဟုတ်လားချိုင်းမိသားစုဝင်နေဒီတစ်ပတ်အောင်ကြီးကကျွန်တော်အားလုံးအရွေးရနေတဲ့ကိစ္စမျိုးတွေကျွန်တော်ရဲ့အိမ်နဲ့ပတ်သက်ပြီးတော့ကျောင်းအများကြီးလေ့လာဘူးဟုတ်ပြီကျောင်းငွေချင်းကျွန်တော်တို့ကျွန်တော်တို့အတူတူစေတန်းအောင်ခဲ့တာငွေတယောက်ရှိတယ်သူကရဲတဲ့ဝင်သွားတယ် ကျွန်တော်ကတော့တော်ညောင်ကြောက်ဆက်တက်တာဗောနော်တက်လို့ဆက်တက်ပြီးတော့ကျွန်တော်ကပြင်မလုပ်ပဲကျွန်တော်စိတ်ဝင်တာအဲ့ဒီမှာမကြဘူးဗျသူဆုံးသွားတယ်ဘာဖြစ်လို့ဆုံးတာလဲရက်အလွန်ကျွန်တော်တောက်ဘာကြောင့်ရဲ့အလွန်ကြွန်တောက်တာလဲဆိုတော့ပတ်စံလွယ်လွယ်ကူကူရလို့ဒါသူ့ကိုမကောင်းပြောတာမဟုတ်ဘူးပေါ့နော်ဒါလက်ရှိနိုင်ငံရေးအခြေအနေတွေနေပေါ့နော်လပိလိုက်ရင်ကိစ္စတွေကအခုမှမဟုတ်ဟုတ်နှစ်ကိုတွေကဖြစ်နေကြတယ် ဆိုတော့ဂျီနန်ထွက်တဲ့နေရာတွေမှာတပားဆင်းလောက်ကဂိတ်ပေါက်ကျရင်တောင်မှချက်ချင်းနဲ့ငင်းကိုချမ်းသာသွားတာဂျီနန်စီတွေခိုးတော့ကြာဂျီနန်ချက်ဆက်ယုံနေကျောင်းမိသားစုပြီးပါပါကျွန်တော်ဗီဒီယိုကြည့်နေတဲ့တည်းမှာချင်းမီနောက်ပြီးကျောင်းမိပါတယ်အများကြီးပါတခါကျရင်ဒါကျွန်တော်ရဲ့အာမိသားစုဝင်တွေကပြပို့တဲ့သတင်းချက်လက်တွေကိုပဲကျွန်တော်ကပြန်ပြီးတော့သတင်းအဖြစ်ပြန်သုံးနေရတာတော့ရှိတယ်။ကျွန်တော်တို့မသိတာအများကြီးပဲ။ဟုတ်ပြီ ီနေ့မှာဂျန်ပစစ်ခွေးတက်တကယ်ကိုရုံမှာရိုင်းဆိုင်တဲ့လုံရက်တစ်ခုကိုလုတ်ခဲ့ပါတယ်အဲ့ဒါကကြောင်မဲမှာဖြစ်သွားခဲ့တာပါဒါ16နှစ်အရွယ်ရှမ်းမျိုးသမီးမင်းကလေးကိုမရင်းကျင့်ပြီးတော့တပ်ဖြတ်ခဲ့တယ်ပြီးတော့အမိသားစုလုံးကိုတပ်ဖြတ်ခဲ့တယ်ဆိုတော့ဒီလိုပြစ်စင်ကိုကျွန်တော်မိသားစုတွေအရှိမှ ကျွန်တော်တိုင်းသားနေမိတွေမှာဒါမျိုးတွေအများကြီးဖြစ်ခဲ့တာเนาะကျွန်တော်မိသားစုဝင်တွေ2021အာနာသိမ်းပြီးတဲ့နောက်ပိုင်းကျမှဖြစ်တာမဟုတ်ဘူးအရင်တော့လည်းကဒီလိုပုံစံမျိုးအကောင်တွေလုပ်တာသူတို့မှာပြည်တော်သူစိတ်သက်ဆိုတာဘာမှရှိတာမဟုတ်ဘူးခိုးငိုတွေရရိုက်သွင်းထားတာရှိကျွန်တော်မိသားစုစကြောင်းတော့နေမိရှင်းလင်းနေပြီးတော့တွေ့တဲ့မျိုးသမီးဟိုမရင်းကျင့်ပြီးတော့မိသားစုလိုက်သူတို့အစဖြောက်တာတတ်တာ အဲ့လိုတက်တည်မကြံအကုန်လုံးရှင်းပြလိုက်မြင့်မြင့်တက်တည်မရှိဘူးဘာလို့ဒီလိုခံခဲ့ရတာကျွန်တော်တိုင်းသားမိသားစုဝင်အခုဒီပြဿနာနဲ့ပတ်သက်ပြီးတော့ဒါသူတို့တော့ねစစ်တုံး equipment အဲ့ဒီအမျိုးသမီးဘီနာမှာကြံခဲ့လို့တက်တည်အဖြစ်ကျွန်တော်တို့ကခိုင်ခိုင်မာမာမိမိရရပေါ်ထုတ်နိုင်လိုက်တာဖြစ်ပါတယ် ဟုတ်ပြီရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့နယ်ကိုကျွန်တော်ဖက်စစ်ခွတ်တက်စတောင်းထိုးတဲ့အသက်16နှစ်အရွယ်ရှမ်းအမျိုးသမီးမိန်းကလေးကိုမရင်းကျင့်ပြီးတော့မိသားစုလိုက်တပ်ဖြတ်ခဲ့ကြတယ်တဲ့စတေမာ26နှစ်ညက်နေကြောင်မဲကြောင်မဲမြို့နယ်နိုင်ခန့်ရွာအနီးမှာစပေးရှောင်းမိသားစုတဲကအသက်16နှစ်အရွယ်ရှမ်းအမျိုးသမီးနန်းသိန်းစာကိုမရင်းကျင့်ပြီးတော့ပမာဦးစွာတပ်ဖြတ်ခဲ့ကြောင်းပြီးတော့အသက်48နှစ်အရွယ်မိခင်ဖြစ်သူဒေါ်လျမ်းနဲ့မောင်ဖြစ်သူအသက်12နှစ်အရွယ် စိုင်းမောင်တို့ကိုပါကျန်ဖက်စစ်ခွေးတက်ကတက်ဖြတ်ခဲ့တာဖြစ်ပါတယ်ဒါအပြင်တန်ခါတပားကိုလည်းပဲကြွေးရအနီးမှာထပ်မှန်ပြီးတော့တက်ဖြတ်ခဲ့ချောင်းကိုဒေသခံတွေကပေါ်ပြထားတယ်ပြီးတော့ဒီပြည့်စင်မှာကျွန်တော်ရဲ့ Telegram မှာကျွန်တော်ဓာတ်ပုံမှတ်တမ်းလေးတွေကျွန်တော်တင်ပြထားပါတယ်ဗောနော်ကျွန်တော်တကယ်စိတ်မကောင်းဖြစ်မိတယ်ကျွန်တော်တကယ်စိတ်မကောင်းဖြစ်မိတယ်ကျန်ဖက်စစ်ခွေးတက်ကျွန်တော်တိုင်းသားဒီ ိသားစုဝင်တွေပြီးတော့အမျိုးသမီးတွေပေါ့မှာအခုလိုရဲရဲဆက်ဆက်လှုပ်ခဲ့တာခါပေကြရင်ကျွန်တော်တို့အခုလက်ရှိပေါ်တော့တိုင်းသားအနေနဲ့ပူပေါင်းပြီးတော့မမေးစစ်စင်ရေးတွေဆင်နွှဲနေတာသူတို့ရှိမှကျွန်တော်တို့စစ်ပညာတွေတင်ချပြီးတော့ကျွန်တော်တို့စုဖွဲ့ရတယ်တက်ဆင်ရတယ်ပြီးတော့လေ့ကျင့်ရတယ်သူတို့နဲ့အထူးတိုက်ပွဲဝင်ကြရတယ်ကျွန်တော်တို့အဲ့ဒီ name တွေကိုရောက်တဲ့ချိန်မှာကျွန်တော်တို့ကောင်းကောင်းသိခဲ့ရတာအများကြီးရှိတယ်ဒါကြောင့်တိုင်းရင်းသားတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဘယ်တော့မှဘလို့လဲအဖြစ်တင်မစောဘူးဘာသူတို့မှသူတို့ခံစားခဲ့ရတဲ့ ခန်းစားချက်တွေအများကြီးရှိတယ်ဆိုတော့အချို့စီးပွားရေးလုပ်လက်နဲ့ကင်ပြီးတော့စီးပွားရေးလုပ်နေတဲ့တပ်ဖွဲ့ဝင်တွေကိုတော့ကျွန်တော်ပြောလို့ဘူးနော်ဒါတွေလည်းဒါအနာရှင်အဆက်ဆက်ကဒီပုံစံမျိုးကိုပုံစံပြတာဟုတ်လို့သူတို့အရင်ရိုးကြတယ်ပေါ့ဗျာအရင်ချင်းကအခေါ်ပေါ့နော်အခုကျတော့မရိုးတော့ဘူးအခုတော့မှကဘာကြီးကိုတော့မှ ပတ်လိမ်နဲ့ကြားဖြန့်ကိုတော့မှလက်ခံထားတဲ့အခြေအနေတွေတွေ့နေရတာဟုတ်ဗျာမကြခင်မှာတော့အမေရိကန်နဲ့တွေ့ပါလိမ့်မယ်လို့တော့ကျွန်တော်ကတော့ယူဆတယ်ဗျာလက်ရှိဘင်္ဂလားဒေ့ရှ်မှာအမေရိကန်တပ်ဖွဲ့ဝင်တွေရောက်ရှိနေပြီပြီးတော့ဒီကြားဖြန့်နဲ့ပတ်သက်ပြီးတော့အာတစ်တန်ပိတ်ဆို့အရေးယူတဲ့အချက်တွေကိုလည်းဘိုင်ဒန်ကနေပြီးတော့တီလင်းညင်ညာခဲ့ပြီးပြီး နောက်တစ်ခုအနေနဲ့ကမွေးစည်းဝါးနဲ့ပတ်သက်ပြီးတော့လက်ရှိမြန်မာနိုင်ငံမှာထဲ့သွင်းဖော်ပြခံထားရတဲ့အခြေအနေမှာဘလို့ကင်တွေ့မလဲဆိုတာကိုတော့ကျွန်တော်တို့စိတ်ဝင်စားဖို့ကောင်းနေတယ်။အဲတရုတ်ကလည်းပဲတည်တဲ့အတိုင်းပဲဟိုမှာတာကောကြီးရှိချင်းဖြစ်အောင်မှာတို့ရေးတို့ရေးဆန္ဒပြခံထိနေတယ်။ဘာလို့လဲဆိုတော့ဒီတုံးနိုင်ငံတွင်းမှာရှိတဲ့တိုးဆောင်တဦးပြတိုးဆောင်တဦးကိုလူမသိသူမသိတပ်ပြက်လိုက်တယ်ဆိုတဲ့အကြောင်းကိုသူတို့တရုတ်နိုင်ငံသားတွေကသိသွားတယ် တီဘူအဲ့ဒီကိစ္စကိုလူထောင်နဲ့ချီပြီးတော့အကြီးကျယ်ဆန္ဒပြတယ်။ရီချင်းပင်ခုံတော်လှုပ်နေတယ်လို့သတင်းကြားထားတယ်။ပြီးတော့အခုရုရှားဒါအာနာရှင်အုပ်စုပေါ့ဗျာရုရှားဆိုရင်လည်းပဲအခုရူရင်းကပြန်တီးနေတာရုရှားကိုကျွန်တော်မိသားစုနေ။မေဂန်တမနာဒေါ်နယ်ထရန့်တို့ကချန်နေမရဘူးသူကမင်းကစကားနားမထောင်ရင်မင်းကိုပြန်လုပ်ဟုတ်ပြီဒါဆိုရင်တော့အခုလက်ရှိဖြစ်စဉ်တွေမှာ အသက်ခံနိုင်ရမိသားစုဝင်သုံးနေထိုင်တဲ့တဲတဲကနေပြီးတော့ Jan Pacific ခွေးတဲ့ရဲ့ဒါ uniform equipment ကျန်ရခဲ့ကြောင်းပြရမှာဖြစ်ပါတယ်ကျွန်တော်တကယ်မှာအဲ့ဒီတပုံလေးကိုတင်ပြထားပါတယ်ဆိုတော့အသက်ဆောင်းနေရွယ်ကျွန်တော်တို့နန်းသိန်းစာရှမ်းညူသမီလေးသူ့အိမ်မှာပဲသူ main ဖြစ်ခံရတာเนาะကျွန်တော်မိသားစုကိုယ့်အိမ်မှာကိုနေရင်းနဲ့မတိန်ချက်ခံရတာအဲ့တော့ ကျွန်တော်စဉ်းစားကြည့်လို့ရတယ်အဲ့ဒီဒေမွန်တွေကိုလည်းဆက်ဆက်ပြီးတော့ကြည့်ရင်ကျွန်တော်မိသားစုတွေလည်းစဉ်းစားလို့ရတယ်မြင်နိုင်တယ်အဲ့ဒါဘာလို့လဲဆိုတော့အိမ်ပေါ်မှာသမီးဖြစ်တဲ့သူကိုမရင်းကျင့်နေတာကိုအိမ်ရောက်မှာအမေဖြစ်တဲ့သူကရှင်နာနာနဲ့သမီးဖြစ်တဲ့သူရဲ့သမီးဖြစ်တဲ့သူကိုတယောက်ပြီးတယောက်ချိန်ပန်များစွာမရင်းကျင့်တာကိုအိမ်အောက်ထက်ကသူတို့ကတော့ ။ပေါမောအိမ်လေးဆိုတော့ခြေတံရှည်လေးတွေကျောင်းမိသားစု။ပြတ်တိပြတဲ့လူအချိန်ချင်းမရင်းချင်းပြီးတော့အမေဖြစ်အမေကိုလည်းပဲပြစ်တတ်ခဲ့။အမေကလည်းအဲ့ချံဝိုင်းထဲမှာပဲဒီသွားတယ်။ပြီးတော့မောင်ဖြစ်တဲ့သူအသက်7နှစ်အရွယ်လုံးဝမတော်ကျွန်တော်မိသားစုတော်တော်ကိုပြာတတ်စနေနဲ့ကလေးလေးကိုပြာကျက်တဲ့နိုင်ရဲ့တတိမျိုး ကျွန်တော်တို့မှမရှိဘူးကျွန်တော်ကမိသားစုကျွန်တော်တို့မှမရှိဘူးဒါအမှန်တကယ်တမ်းကျွန်တော်ဝန်ခံတာတကယ်ဝန်ခံတာဒီကလေးလေးကိုတက်တက်ဖို့ဆိုတော့ကကွန်တတော်ရုပ်မှာရိုင်းဆိုင်တွန်းသွားပြီဗျဟုတ်ပါလားဒါတော့အချိန်မှန်များတော့လုပ်နေတာပါစိတ်ရည်ရွယ်မှုကျွန်းလွန်နေတဲ့ဂျမဖတ်စင်ခွေးတက်နေပေါ့နော်ဒါပူပေါင်းမှုတွေမလုပ်ဖို့ ਨੇ လက်ရှိ အရေးယူပေးဖို့ဒီ case တွေနဲ့ပြီးတော့အခြားသော case တွေပါပေါင်းပြီးတော့နော်ကမ္ဘာနိုင်ငံတည်တည်နဲ့နိုင်ငံကအဖွဲ့အစည်းတွေကိုရှမ်းချောင်းသားတမကနေပြီးတော့တောင်းဆိုထားတယ်လို့သိရှိရပါတယ်ဟုတ်ပြီဘာလို့ကြောင့်မဟုတ်ဖြစ်သွားလဲလက်တော်ကိစ္စလေးပါငွေကြေးချိုက်တာလဲဥစော်စော်ဟာတရှိနှစ်အရွယ်မိန်းကလေးကိုမိန်းကလေးတော့ကလေးငယ်လေးပေါ့ဗျာအသက်ရှစ်နှစ်ဆိုတော့ကျွန်တော်မိသားစုကတော်တော်လေးကိုစိုးရွားဖြစ်နေတဲ့ကျွန်တော်နိုင်ငံ train ထဲမှာအချိန်ချင်းမရင်းကျင့်နေဆိုးတယ်ဟုတ်ပြီ လောက်မျိုးနဲ့ကြောက်စင်ဂျေးအုပ်စုကအသက်၈နှစ်အရွယ်၆အသက်၈နှစ်နဲ့၆လအရွယ်မင်းကလေးငယ်ကိုအချိန်ချင်းမရင်းကျင့်ခဲ့တဲ့ဆိုတဲ့မြို့သားတို့လောက်လုံးပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေအာဖန်စီထားလာလို့ကျွန်တော်တို့သိရှိထားရတယ်မရင်းကျင့်သူမြို့သားမှာအသက်50အရွယ်ဦးစော်စော်ဆိုတဲ့အိမ်ကောင်းရှင်မြို့သားဖြစ်ပြီးတော့မရင်းကျင့်ခံရသူရဲ့မိခင်နဲ့ဆွေမျိုးတပ်ဖွဲ့ယင်းဤသူဖြစ်ကြောင်းလဲစုံစမ်းသိရှိထားရတယ် စတိမာ၃ရက်နဲ့ဥစ္စတော်ကအိမ်ကိုရောက်လာပြီးတော့ကမွန်ချင်ရခူးဖို့ဆိုပြီးတော့မိန်းကလေးငယ်ကိုလာခေါ်သွားကြောင်းနဲ့မိန်းကလေးရဲ့မိခင်ဖြစ်သူကပြန်လည်ပြီးတော့ပြောဆိုထားတာဖြစ်ပါတယ်။ shit အရွယ်ဗျာသာသမီချင်းကိုချင်းမစားအလောက်တော့ဖြစ်နေရင်လည်းပတ်စံလည်းရှိတာပဲ။တော့ဘောပြောလို့လည်းမကောင်းဘူးကြောက်ရင်မိသားစုဟုတ်ပြီ။နေအိမ်ကိုပြန်လာတဲ့အချိန်မှာအမျိုးကလေးငယ်လေးဟာတဲ့ မိန်းကလေးငယ်အားအမူအရာပြတ်နေတယ်တဲ့အဲ့ဒါကြောင့်မိန်းအမေဖြစ်တဲ့သူကမေးတဲ့အချိန်မှာဥစော်စော်ကမတင်းအချိန်ချင်းကျင့်ထားတဲ့ကိစ္စတွေပေါ်လာခြင်းဖြစ်တယ်မိန်းကျင့်နေတာ6ခါလောက်ရှိပါပြီတဲ့မိန်းကျင့်တဲ့နေရာတွေကိုသမီးဖြစ်တဲ့သူကထုတ်ဖော်ပြောဆိုတယ်လို့မိခင်ကပြန်ပြီးတော့ပြန်ပြောင်းပြောဆိုထားတာဖြစ်ပါတယ်မိခင်ဖြစ်သူကလောင်းလောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပလဖထန်တိုက်ကြလိုက်တဲ့အချိန်မှာကျော်ပလပတ်တပ်ဖွဲ့ဝင်တွေဥစုစော်ကို စက်တင်ဘာ6ရက်နေ့မှာလာရောက်ပြီးတော့ဖမ်းဆီးခဲ့တယ်ဒီလိုဖမ်းဆီးပြီးတော့ကျူးလွန်သူကိုဒါပေါ့နော်ဒါအရေးကြီးဖို့အတွက်ဆက်လက်ပြီးတော့လှုပ်ဆောင်နေတာတွေရှိတယ်ဒါပေမဲ့အမေဖြစ်တဲ့သူကတော့ဒါကိုကြန့်ကြာနေတဲ့အတွက်ပေါ့နော်အသိဉာဏ်ဆုံးဒါပေါ့နော်ဥပဒေအကြောင်းအရအရေးကြီးပေးဖို့သူကထပ်မံပြီးတော့တိုက်တွန်းထားတာဖြစ်တယ်ကျွန်တော်တို့ဒါလောင်းအောင်မြို့သားကျွန်တော်တို့ပြည်သူ့ကော်မတီတက်ဖွဲ့တာဝန်ခံပေါ့နော်ကိုရက်တဆိုတဲ့သူကလည်းပဲလက်ရှိအဲ့ case နဲ့ပတ်သက်ပြီးတော့ကျွလုံသူမျိုးသားကိုဖမ်းဆီးထိန်းသိမ်းပြီးတော့ အဲ့ဒီမျိုးသားကိုစစ်ဆေးတဲ့အခါမှာလည်းပဲသူကိုယ်တိုင်ကရှင်းနေအရွယ်ကလီကလီမာလေးကိုအချိန်ချင်းမရင်းကျင့်နေဆိုတာကိုဝန်ခံထားပါတယ်ဗျာကျောင်းနိုင်ငံအတွင်းမှာလူသားချင်းစာနာထောက်ထားမှုဆိုတာတွေပြီးတော့မေတ္တာတရားတွေကိုချင်းစာနာမှုတောက်ဆုံးနေကြတယ် ဆိုတော့ကျွန်တော်တခါတရံသတင်းတွေမှာကျွန်တော်မိသားစုအမြဲတမ်းအသိပေးတယ်ကျွန်တော်ရဲဘော်တွေလည်းကျွန်တော်အမြဲတမ်းပြောတယ်မတော်ကပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေလို့ကိုယ့်ကိုယ်စတင်ပြီးတော့တာဝန်ထမ်းဆောင်နေခံယူတယ်ဆိုတာ ਨੇ ပြည်သူလူထုကိုကာဝယ်ရမယ့်ကိစ္စမတော်ရဲ့ပရမအဦးဆုံးဦးစားပေးဖြစ်တယ်ပြည်သူလူထုကိုမကာဝယ်နိုင်မယ့်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်ဆိုပြီးတော့အမြင်ခံတာတော်တော်ကိုရုတ်ညံ့လို့ အဓိကအဖြစ်ကလေးငယ်တွေနဲ့အမျိုးသမီးတွေပြီးတော့အသက်ကြီးတဲ့အဖိုးအဖွားတွေကိုငါတို့ပို့ပြီးတော့ကာဝယ်ရမယ်ပို့ပြီးတော့ခရစ်စတန်အာနွဲတဲ့သူတွေကိုကျွန်တော်တို့ပို့ပြီးတော့ဖေးမှန်ရမယ်ဒါကျွန်တော်တို့တောက်လျှောက်ကျွန်တော်ရဲ့သင်တန်းတွေမှာလည်းကျွန်တော်ပြောခဲ့တယ်တောက်လျှောက်ကျွန်တော်စကန်မှာလည်းကျွန်တော်ဒီလိုပဲအမြင်နဲ့မို့တော့ကျွန်တော် record တွေမှာကျွန်တော်လည်းပပြတယ်နော်ဘာကြောင့်လဲဆိုတော့ကျွန်တော်ကပြည်သူကိုမှန်ကန်ကာဝယ်ခြင်းလို့ လက်နဲ့အာကိုအာနာအာကိုနဲ့ကျွန်တော်နိုင်ငံရဲ့ကျွန်တော်ပြည်သူတွေအာနာကိုတိုင်းခဲ့တာကိုမခံနိုင်လုံးလုံးပြည်သူအာနာပြည်သူလက်ထက်ကိုပြန်ပေးဖို့ကျွန်တော်တို့ကမိကျင်ပြင်ဆင်ထားကြတာဖြစ်တယ်ဒါကိုမွေးလို့မရအောင်ကျွန်တော်ရင်မိသားစုလုံးဝမွေးလို့မရအောင်ဘာကြောင်းလဲပဲဖြစ်ဖြစ်ကျွန်တော်ပြည်သူကိုထိလိုက်နစ်နာအောင်လုပ်လို့မရအောင်လုပ်ရင်တော့မင်းအောင်ဆိုင်နဲ့အတူတူပဲဖြစ်သွားပါပဲဟုတ်ပြီအဲ့ဒီမှာ ဒီ business နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြည်သူ့ကော်ပိုရိတ်တစ်ဖွဲ့ဝင်တွေကအာဘယ်လိုရှင်းပြထားလဲဆိုရင်ဘယ်လိုပြောပြလာလဲဆိုရင်ねကျွန်တော်တို့ဥပဒေအတိုင်းသွားနေတယ်ငွေကြေးရေးတွေ ਨੇ ကျွန်တော်တို့ကိုလာဖြည့်ရှင်းလို့မရဘူးဝေးကြေးနဲ့ဖြည့်ရှင်းလို့ရမယ်ဆိုရင်ဒီလောက်ကိုကျွန်တော်တို့လုပ်မှာမဟုတ်ဘူးငွေလိုလို့တော်လန်ရေးလုပ်နေတာမဟုတ်ဘူးလို့အောင်လုံးကကော်ပိုရိတ်တစ်ဖွဲ့ဝင်တွေကပြန်လဲတုံ့ပြန်တာ ဲ့ဒီဥစ္စာတော်အတိုင်းဝင်ငွေကြီးရှိငွေကြီးချမ်းသာဒီတစ်ချက်ခဏလေးကျွန်တော်မိသားစုမှတ်ထားနော်ဒီစကားထပ်ပေါ်လာတယ်ဆိုတာငွေကြီးကြီးရင်းနဲ့လက်ထိုးလို့ရမလားဆိုပြီးတော့ကျွန်တော်ပြည်သူ့ကဝေးတက်ဖွဲ့ဝင်တွေကိုတို့ test လုပ်တဲ့ပုံစံမျိုးပေါ့ဗျာကျွန်တော်ကာဝေးရေးပေါ်တွေကလည်းပြပြတတပြောပြီးသားငွေလိုချင်တော်လိုင်းမလို့ကျွန်တော်ခုနကလည်းအတူတူပဲကျွန်တော်မိသားစု ဟုတ်ပြီဥစောစောရဲ့အမျိုးသမီးပြောတဲ့အချက်ကိုကျွန်တော်ညီပါတယ်တစ်ချက်သေးသေးချာလေးနားထောင်ပေးဥစောစောရဲ့ဇနီးဇနီးဖြစ်သူအထက်မှာကိစ္စတွေနဲ့ပတ်သက်ပြီးတော့မင်းမြန်ရတဲ့မျိုးလုံးဖြစ်တက်အပ်မမြင်ရသဖြင့်မရင်းမှုဟုတ်မဟုတ်သေသေးချာချာပြောနိုင်ကြောင်းဥစောစောရဲ့မင်းမဖြစ်တဲ့သူကပြောပါတယ် သက်ရှင်နှစ်အရွယ်ကလေးငယ်ကိုကမောချီရခူးဖို့ဆိုပြီးတော့ခေါ်ပြီးတော့မရင်းကျင်တာအရှိမလဲကျိန်ပန်များစွာမရင်းကျင်တာဒါမို့အမေဖြစ်တဲ့သူကတမီးရဲ့ပုံစံဖြတ်နေလို့ပြော့ကိုရင်းအင်္ဂါနာကျင်နေမှုတွေရှိနေတော့မင်းရင်းနဲ့ဒီကိစ္စပေါ်လာတာကျွန်တော်ဒီလားဆိုစနိုက်ရှင်းနေအရွယ်ဗျာကလေးငယ်သူရဲ့အမေရှိတယ်ဗျာ အဲ့ဒီမိန်းကလေးငယ်လေးကလည်းရှင်းနေပဲရှိသေးတယ်ဗျာဒါဟုတ်မိန်းအကလေးမလေးရဲ့မိသားစုအနေနဲ့စဉ်းစားကြည့်သူတို့ရဲ့တမီးရဲ့ဂုံတိတ်ခါသွားပြီသူတို့ရဲ့ဘဝရည်တည်မှုရှင်သန်မှုအများကြီးပေါ့နော်ကလေးလေးစိတ်ထိခိုက်သွားမှာအများကြီးရှိဒါဟုတ်ဥစော်ရဲ့မိမဖြစ်တဲ့သူကသူ့မျက်စိရှေ့မှာမမြင်ရလို့မယုံပါဘူးတဲ့အဲ့တော့ ဥသောတော်ရဲ့မိမရှိမှာတယောက်ကြားကမရင်းချင်းပြမှာအာရမပြုချင်းမှာ तू ကယုံပါလားဘလို့လဲကျွန်တော်ကြတိထားတာတော့လက်ရှိငွေကြေးရှိနေတဲ့အတွက်အဲ့ဒီငွေကြေးကိုပန်းပြပြီးတော့ဒီကိစ္စတွေကိုရှင်းဖို့အတွက်လုဆောင်နေတယ်ဆိုတဲ့သတင်းလေးလည်းကြားထားရတယ်ဒါကြောင့်ကျွန်တော်ပြည်သူ့ကောင်ကြီးတစ်ဖက်ဝင်နေရအပြတ်ပြောတာ ဝင်းချင်းနဲ့ဖြစ်ရှင်းလို့ရမယ်ဆိုရင်ဒီလုပ်ကိုကျွန်တော်တို့မလုပ်ဘူးလေဒါအပြင်နဲ့ငွေလိုလို့တော်လန်ရေးလုပ်နေတာမဟုတ်ဘူးဆိုတာကိုသိဖို့လေအရေးကြီးတယ်လို့တခါတည်းအပြက်ပြက်တာတာပြောလိုက်ပြီးပြီးတော့လက်ရှိကျွလုံခံရတဲ့မိတ်ကလေးငယ်ပေါ့နော်သူရဲ့ကိုရင်းအင်္ဂါဒီမှာဒဏ်ရာရရှိနေပြီးတော့စီပိုးဝင်နေတဲ့အတွက်လက်ရှိချိန်မှာကုသမှုတွေခံယူနေရတယ်ပြီးတော့ဒါဥစ္စာရဲ့အမျိုးသမီးပေါ့ဗျာသူတို့ဘက်ကနေပြီးတော့လဲငွေကြေးရေးဒါပြည့်စုံတယ် ငွေကြေးချမ်းသာတဲ့သူတွေဖြစ်တဲ့အတွက်လည်းဒီကိစ္စကိုငွေကြေးနဲ့ရှင်းဖို့အတွက်လှုပ်ဆောင်နေတာဖြစ်တယ်လို့လည်းကျွန်တော်တို့ဒေသခံအချို့ကပြောဆိုထားတာကိုလည်းကျွန်တော်တွေ့ရမှာဖြစ်ပါတယ်ဟုတ်ပြီငွေကြေးနဲ့ရှင်းလို့ရတဲ့နေရာကတော့ငွေကြေးနဲ့ရှင်းလို့နေရတဲ့နေရာကိုသွားရှင်းပေါ့အဲ့ဒါကလက်ရှိကျွန်တော်ဖက်စစ်ကိုတောက်အုပ်ချုပ်တဲ့တရားရုံးတွေရေစကန်တွေဟုတ်တယ်နော်ကျွန်တော်ရဲ့မိသားစုဝင်တွေ။ဟိုနေရာမှာဗီဒီယိုဖိုင်လေးခုတက်လာသေးတယ်။ရုပ်ောက်ပွဲ ုစလေအလောင်းကိုအုတ်ကြီးကဘီယာဆိုင်မှာချိန်တာအဲ့ဒီအုတ်ကြီးကတော့ဖန်စီထိန်းသိမ်းခံလိုက်ရတယ်အဲ့ဒီရုပ်သံဗီဒီယိုဖိုင်လေကျွန်တော်မိသားစုဝင်ကြီးမိမယ်လို့ဆိုကျွန်တော်ယူစတယ်ဗျာကျွန်တော်ကအဲ့အရာတွေနဲ့ပတ်သက်ပြီးတိတ်ဖတ်မလို့တော့သတင်းမှမပြောဖြစ်တာသူကသူ့ချီမှာထောက်ခံစားလာရှူတယ်လာရှူဖို့ဘီယာဆိုင်ကိုချိန်တာကျွန်တော်တို့ရတပ်ပြည်သူတွေနော်အချိန်ကလုခလာစာလုစားနေရတဲ့ဒီကိုမောင်မမိသားစုဝင်ကြီးသူ့ တကယ်လို့လားအုတ်ကြီးอ่ะအဲ့ရောမြန်မာလူရောထားနာလို့ချင်တော့ဟုတ်ပြီကွာအဲ့ဆိုင်လာခဲ့ကွာအဲ့ဘီယာဆိုင်လာခဲ့ကွာရမ်းသွားမဟုတ်ဘူးဘီယာဘိုးပါရှင်းอ่ะဟုတ်တယ်နောက်ကျတော့မိသားစုကိုနေဟိုက်ငဲသားတွေအဲ့လောက်ထိကိုလောက်တာအပေါ်ပိုင်းတော့ဆိုပို့ဆိုးတာပေါ့ဗျာဟုတ်ပြီဒီနေ့မှကျွန်တော်တင်ပြခဲ့တဲ့အကြောင်းအရာတွေဟာကြောက်ရင်မိပါလေဒါသဘောကျတစ်သက်မလို့မျောနေတယ်အထူး PKNU နဲ့ကျွန်တော်တို့မြို့သားညီတွေအစိုးရ NUG ပူးပေါင်းပြီးတော့ အာမရှင်စစ်ကိုမြစ်ပြတ်ချိန်မောပိုက်ခိုက်ဖို့တော့ခိုင်ခိုင်မာမာပူပေါင်းဆောင်ရွက်ကြရမယ်ဆိုတဲ့အကြောင်းကိုပြောကြတာသိစီကျွန်တော်ကကိန်းလည်းသိနေပြီလေကိန်းလည်းသိနေပြီပေါ့ကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေလက်ရှိပေါ့နော်အင်းနဲ့အားနဲ့ဒါစစ်စင်ရေးတွေမှာကိန်းနေမြေတွေမှာအများကြီးကျွန်တော်တို့ထောက်ပံ့ကူညီပေးခဲ့တာရှိတယ်လက်ရှိဒါထောက်ပံ့ကူညီရေးရိက္ခာကိစ္စတွေဘာညာဆိုလဲပဲ ြည့်စုံတာထက်ပြည့်စုံစွာလှူဒန်းနေတဲ့ကျွန်တော်မိဘပြည်သူတွေဒါကိုလည်းကျင်သိပါတယ်။ဘာကြောင့်လဲပဲအခုချိန်မှာတော့ပူပေါင်းပြီးတော့အစွမ်းကုန်အာနာရှင်ကိုချိန်မှုတက်ခိုက်သွားမယ်ဆိုတဲ့သဘောတူညီချက်တွေထပ်မံပြီးတော့ပေါ်ထွက်လာတာဖြစ်တယ်။ကျွန်တော်တို့စောင့်ကြည့်ကြပါဦးမယ်။လန်ဒန်ပြည်စီဗီကဗီချောင်းနဲ့ကျွန်တော်နိုင်ငံအတွင်းမှာရှိခဲ့ပြီးဒါဆိုတိုးချင်းနဲ့ဘေးရနဲ့ကင်းရှင်းပါတဲ့ကြောင့်လေးလေးနဲ့စတောင်းရင်းနဲ့ကျွန်တော်ရေရောရှမ်းလေးပါဗျာ။